ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်စိတ်ညစ်လိုက်တာဟဲ့မနက်၄နာရီတောင်ထိုးပြီးတရေပဲအိပ်ရသေးတယ်အရင်အိပ်ချင်တာပဲဒါပေမဲ့လည်းငါ့မှာမနက်စာပြင်အောင်မယ်ကဲသူစာရဲ့မိဖို့ကြောင့်တွားလိုက်တော့ ူစားလေးမနက်၄နာရီလောက်အိယာကထားပြီးမိဖို့ကြောင့်လေးသွားခဲ့ပါတယ်။သူမိဖို့ကြောင့်လေးရောက်တဲ့အခါမှာညစ်ပတ်နေတဲ့ပကန်းတွေခွက်တွေကဘေးစင်တစ်ခုလုံးပြန်ကျင်းနေပြီးရင်ကောင်တွေကလည်းနားနေတာတွေ့လိုက်ရပါတယ်။အိုးလက်လာတော့အပျော်ပဲမှတ်နေတယ်။ညပကန်းတွေတော့မစေးထားဘူး။ကြည့်နေငါပါလုံမလဲဆိုတာ။သူစားလေးစိတ်တိုးပြီးပကန်းတွေခွက်တွေကိုပြစ်ပေါက်ပြီးစီးကျုံနေခဲ့ပါတယ်။အဲလိုဆူညံတဲ့တွေကြတော့လက်လာလေးအိယာကထလာပြီး ဘလုံးငတုံးကဒီလိုအဲ့လိုကောင်းတဲ့အချိန်မှာဆူဆူညံ့ညံ့လှုပ်နေရတော့ဒီခွက်တံတွေကမိဖို့ကြောင့်လာတာပဲလလလေးသူစားကိုစိတ်ကြိုးပြီးတော့မျက်နှာလေးနှီးရဲလာပြီးမိဖို့ကြောင့်လေးကိုဝင်သွားပါတယ်ဒီမဲ့သူစားနေ့မှအတိတ်တရားလေးပါလဲနည်းနည်းတောင်ရှိတော့လားသူများတွေအဲ့နေဒီလိုဆူဆူညံ့ညံ့မလှုပ်ရဘူးဆိုတာမသိဘူးလားသူစားလေးရေခဲရင်နဲ့လလမျက်နှာဘုတ်ကိုလောင်းချလိုက်ပါတယ်အော်အခုနင်노သွားပြီလားလလရေကျော့ဒီမှာဖော့ယူပြီးညပကန်နဲ့စေးတော့ ညဘက်စားထားတဲ့ပကံနဲ့ဆေးရမှာနှင်းအလုတ်လေဒီလိုတွေအားလုံးဆိုတော့သူစားကဘာကြောင့်လှလှပေါ်ရေးအီတွေလောင်းချပြီးလက်စားချေရတာလဲပြီးတော့မိဖို့ကြောင့်အလုတ်တွေကိုရောဘာလို့ဒီလိုတွေခွဲဝေယူနေရတာလဲဆိုတဲ့အကြောင်းကိုနည်းနည်းလောက်နောက်ကျောင်းပြန်ကြည့်လိုက်ကြရအောင်ဒေါမြကတော့မိဖို့ကြောင့်နေမှာစိတ်တူတူနဲ့တူရှင်တွေလုပ်နေရင်အမလီဖီးဟားရေဘလို့သမီးနှစ်ယောက်ကိုကျမမွေးထားမှမသိပါတော့သူတို့ကတော့တစ်ချိန်လုံးအမေဟိုဟာလှုပ်ပေးပါဒီဟာလှုပ်ပေးပါနဲ့ တခုခုများခန်းကြည့်ပါလားနှစ်ယောက်စလုံးတေတော့မဲ့ပုံနဲ့ဒီလိုနဲ့စပွဲကနေလှလှရဲ့အတန်းထွက်လာပါတယ်အမေရေသမီးရဲ့ဒူရှေကိုငုတ်သီးဆိုင်တွေထည့်ပြီးဆက်ဆက်လေးလှုပ်ပေးနော်မြ мян လေးလှုပ်ပေးနော်အမေအမေသမီးကိုလည်းမြ мян လှုပ်ပေးနော်ဒီမှာလက်ဖက်ရည်တွေအေးကုန်ပြီအေးအေးနှစ်ယောက်လုံးစားကြအိုက်မှာတော့မြလေးမုံကိုပကင်းလေးထည့်ပြီးလှလှကိုပေးလိုက်ပါတယ်ကျော်ဒူရှေကတခုပဲကြံ့နေနင်တို့ညီမနှစ်ယောက်မျှပြီးစားကြ အဲ့လိုပြောတော့ညီမနှစ်ယောက်လည်းပကံတပြိုင်တည်းကင်ပြီးလှူကြပါတယ်။လို့လလဒါငါစားမလို့မဟုတ်တာသူစားရင်ဒါငါအရင်ရတာလေအဲ့တော့ငတ်ဟာပဲဒီလိုနဲ့ညီမနှစ်ယောက်ပကံကိုလှူကြရင် ပကံကအောက်ကိုပြုတ်ကြပြီးတော့ကွေသွားပါတယ်။ဒုံမြလည်းစိတ်တအားတူသွားခဲ့ပါတယ်။အမလေးဖျားရေနင်တို့တကယ်မိစ္ဆာတွေပဲဒီလိုမျိုးခွေးနဲ့ကြောင်တို့အမြဲကြိုက်နေတော့လားငါသာနင်တို့ယောက်ကိုတအိမ်ထဲမှာလက်ထပ်ပေးလိုက်ရင်လေညီမတွေချက်သွားမယ်။ ီးရင်ဒီလိုပုံစံနဲ့အိမ်ဘယ်လိုများထိန်းသိမ်းကြမလဲမသိဘူးဒီချိန်မှာပုံနာကြီးလေးရောက်လာပါတယ်။အိုးတို့မရေဘာလို့ခမည်းသမီးနှစ်ယောက်ကိုစိတ်တူနေတာရောမင်းမနေပါနဲ့တော့ပုံနာကြီးရဲ့ညီမနှစ်ယောက်ကလေအကျွေစိရဲ့မျက်နှာပြင်နှစ်ဖက်လိုပဲနှစ်ယောက်စလုံးကအယံပြင်းကြီးတယ်ချက်ပြုတ်တာရောကျွေးမွေးတာရောကျမပဲလှုပ်ရတာသမီးနှစ်ယောက်မွေးထားရတဲ့အမေရဲ့ပျော်ရွှင်မှုဆိုတာပါမန်းအောင်ကျမမသိပါဘူးရှင် ်။ "Oh, တော်မြရဲ့။အဲ့ဒါများနှစ်ယောက်လုံးကိုအိမ်တောင်ချပေးလိုက်ပါလား။အဲ့ဒါဆိုရင်ရောက်ကမရင်ကတာဝန်တွေကိုသူတို့ယူရတော့မှအခုဒီယူလာတာအဲ့ကိစ္စပြောမလို့ပဲ။ကောင်းလေးနှစ်ယောက်တွေ့ထားတယ်။သူတို့ကညီကိုနှစ်ယောက်။ပုံနာကြီးလေးညီကိုနှစ်ယောက်ရဲ့ပုံတွေကိုတော်မြကိုပြလိုက်ပါတယ်။ဒီလိုနဲ့တော်မြလည်းသဘောတူလိုက်ပြီးသူ့ကိုရောလှလှကိုရောအိမ်တောင်ချပေးလိုက်ပါတယ်။သူတို့ရဲ့ရောက်ခမဒိုတင်လေးသူတို့ကိုကြိုးစို့ဖို့လုပ်နေပါတယ်။လာကြလာကြ။သမီးတို့နှစ်ယောက်ကလင်ညီမဖြစ်သွားပြီနော်။ တမီးတို့ရဲ့ရက်ခမအိမ်ကနေကြိုဆိုပါရယ်ကွယ်အခုတော့အမေရဲ့တာဝန်နဲ့အားလုံးကိုလက်လာရောသူစာရောကောင်းကောင်းတာဝန်ယူနိုင်မယ်ထင်တယ်ဒီရက်ခမတော့တော်တော်လဲတာပဲဒါပေမဲ့လည်းမိဖို့ကြောင့်အလုပ်ကသူပဲပြန်လုပ်ရမှာတလားငါရဲ့ချစ်လာစွာတော့လင်ငင်မလေးဘာလို့စိတ်တွေလှောက်ရှားနေရလဲမိဖို့ကြောင့်ဝင်ရမယ်ဆိုတော့ပျော်သွားတယ်မလားဘာကိစ္စဒီလိုငတုံးစကားတွေပြောနေတော့မသိဘူးသူကမသိရင်ပဲဟင်းချက်တက်တာကြာနေရပါပဲ အမေကျွန်တော်တအားပင်ပန်းနေပြီအခန်းထဲဝင်လာလို့ရပြီလားဟုတ်တယ်တနေရဲ့ကလေးတွေကပင်ပန်းနေပြီသူတို့ကိုပေးနှားလိုက်တော့ဟုတ်ပါပြီဟုတ်ပါပြီဒါနဲ့လှလှနဲ့သူစားရေနှစ်ဖြင်အသမီတို့ညပထမဆုံးမိဖို့ကြောင့်ဝင်ရမယ်နေဆိုတော့မနေ့ကိုအချိန်မီတော့ထကြနော်ဟုတ်ကဲ့ပါမေနောက်နေ့မနေ့ရောက်တော့ညီမနှစ်ယောက်လေးစောစောထားပြီးအင်းအလုပ်တွေအခုလုပ်ပြီးတော့ရေမိုးချိုးကပထမဆုံးမိဖို့ကြောင့်ဝင်ရတဲ့နေ့မှာပဲအစားအသောက်တွေချက်ပြုတ်ပြီးအားလုံးကိုကျွေးမွေးပါတယ် ။ဝါ၊ချွေးမသူသာတမိရစဖို့မှုကြနေတာပဲ။ပူရီရဲ့အကြော်တွေမုံနေအားလုံးစားလို့ကောင်းလိုက်တာ။အဖေ၊ကျမအမလေးဟင်းချက်တော်တယ်။ဟာလဝါလည်းလောက်တာအရန်ကောင်းတယ်။ပြီးတော့ငရုတ်သီးနဲ့ဟင်းခက်အမွေးကြိုင်တွေမှလည်းဆရာကြီးပဲ။တလားဘာကိစ္စငါ့ကိုအဲ့လောက်ထိချီးကျူးနေရလဲ။တခုခုတော့တခုခုပဲ။အဲ့ဒါဆိုရင်အခုအစပြီးချွေးမလေးသူသာမနှက်စာရောညစာရောမိဖို့ကြောင့်မှတာဝန်ယူရမယ်။ဝေါ့တော်သေးတာပေါ့။ ။မြားတော့ပြစ်မှတ်ကိုတန်းထိသွားပြီဟဲ့။ဒါဆိုတမီးကမိဖို့ကြောင့်မဘာမှလှုပ်ရှားမလို့ပေါ့နော်။ဟုတ်လားမေ။ဩ तू ကအလုံးမလုံးချင်လို့ဒီလိုတွေပြောနေတာ哦။ဘေးရမလဲ။ငါကလည်းအချင်မှမဟုတ်တာ။ဩညီမရဲ့။အမချက်တာပြုတ်တာတာဝန်ယူမယ်လေ။ညီမတော့ပကံတွေဆေးကြောတာတာဝန်ယူပေါ့။ဟုတ်တာပေါ့ဟုတ်တာပေါ့။ညီမမြောက်လုံးအတူတူတာဝန်ခွဲယူကြတော့အလုပ်လည်းမြန်မြန်ပေးရပါတော့ကွယ်ဟုတ်ကဲ့အမေစားတော့တည်းတကယ်စားလို့ကောင်းတယ်အမသူစားကျေးဇူးပါဗျာ အလုံးလေးစားတော့ပြီးလို့ထွက်လာကြခြင်းသူစားကဒီလိုပြောလိုက်ပါတယ်ကဲလင်ညီမရေဒါရီအားလုံးရှူသွားပြီးဆေးလိုက်တော့နော်အမကလည်းညီမလက်သေးလောက်ထားတာမကြသေးဘူးညီမအဲ့ဒါတွေဆေးလိုက်ရင်ညီမလက်သေးတွေပျက်စီးကုန်လိမ့်မယ်အမဆေးပေးပါလိုက်နော်ကဲချွေးမကြီးရေလလကလေးလိုပဲတောင်းဆိုနေမှာတော့ချွေးမကြီးပဲ၄ရက်၅ရက်လောက်ဆေးရကြောတာလှုပ်လိုက်နော်ဟုတ်အမေတကယ်ကိုလူလိုက်မှပဲအလုံးမလှုပ်ချင်တာနဲ့အကြောင်းပြချက်ပေးနေတယ် သူစားလိမ်မနက်ကနေညနေအထိချက်ပြုတ်တာတွေဆေးကြော့တာတွေကိုတပတ်နှစ်ပတ်လောက်ဇက်တိုင်လုပ်ပြီးတနေ့မနက်ကျတော့နှစ်လကအမိဘကြောင့်လေးဝင်လာပြီ Good morning မမရေညီမကိုလက်ဖေးတစ်ခွက်နဲ့ cream အပြည့်နဲ့လှုပ်ပေးပါလားယင်ခေါင်းတွေကြိုက်တာလေးပောက်ကွဲတော့မဲ့အတိုင်းပဲညီမရေဒဲအိုးတစ်ခုပေးစင်ထဲမှာဆေးဖို့ချထားတယ်အဲ့ဒါအောင်ဆေးလိုက်နော်ပြီးတော့လက်ဖေးလည်းကို့ဖာသာဖြောတော့နော်ငါမနက်၄နာရီတည်းကမိဘကြောင့်လည်းမှအခုထိပဲပြီးတော့ဒီနေ့အစပြီး မနှက်စာနေ့လေစာညစာအတွက်ပကံတွေဆေးဖို့အသင့်ပြင်ထားတော့ဒါမှမဟုတ်ညစာချက်ဖို့ပြင်ထားဝေါဝေါသူစာငါညစာလည်းချက်ရမယ်ပကံတွေလည်းဆေးရမယ်ပေါ့ဘာကိစ္စလုပ်ရမှာတော့အမေရေအမေဒီလိုလာပါအောင်ဟဲ့ဟဲ့ဒီလေညီမနှစ်ယောက်ဘာတွေဖြစ်နေကြတာတုန်းညီမနှစ်ယောက်လုံးလေသူတို့ဖြစ်ပျက်တွေကိုပြောပြလိုက်ပါ रे ဒီလိုနဲ့ဒေါတင်ကလည်းသူ့စာကိုမနှက်စာချက်တာနဲ့မနှက်ပိုင်းစည်းကြော်တာတွေလောက်ခိုင်းပြီးတက်လာကိုကြတော့ညစာချက်တာနဲ့ ညာပိုင်းစီးကြောင်နာရီလှုပ်ဖို့တောင်းဝင်ပေးလိုက်ပါတယ်။အမလီဖျားဖျားညစာချက်နေရတာခါရိပါကတ်လိုက်တာ။အဲဒီချိန်မှာသူစားလေးမိဖို့ကြောင့်လေးဝင်လာပြီးစားပိသားပကံတွေစီးကြောဖို့လာချပေးပါတယ်။ညီမရေတအိမ်လုံးလည်းညစာစားပြီးပြီအဲ့တော့စားထားတဲ့ပကံတွေအကုန်လုံးစေးထားလိုက်နော်။သူစားလေးအလိုပြောပြီးမိဖို့ကြောင့်ကနေထွက်သွားပါတယ်။သူကများငါလာပြီးဟိုခိုင်းနေခိုင်းနဲ့ကြည့်နေလိုက်လေ။နေရဲ့အိတ်ဆက်ချင်ကဖြက်စီးပြမယ်။ ။လက်လာလေသူစားအိမရအောင်မိဖို့ကြောင့်နေမှာပကင်းတွေခွက်တွေလွန့်ပြဲဆောက်အောင်ပြီးအတန်တွေစူညံ့အောင်လုပ်နေတော့သူစားလေးမိဖို့ကြောင့်နေပြန်ဝင်လာပါတယ်။ဟဲ့လက်လာဘာလို့တလောက်စူညံ့အောင်လုပ်နေရတော့။ငါမနဲ့ကြလေးနိုင်ထားပြီးမနဲ့စာပြင်ရမှာ။အဲ့တော့အခုမှအိပ်ရမှာဟဲ့။အော်ငါတမင်လုပ်နေရမှာမဟုတ်ဘူး။ငါဖတာငါတာဝန်တိုင်းညပိုင်းစားထားတဲ့ပကံနေစေးနေရလေအမောက်နိုးအောင်မလုပ်ပါဘူးလူစားလေးအိယာလေးပြန်ဝင်သွားပြီးမနေ့၄နာရီမှမနေ့စာပြင်းဖို့အိယာကထလာပါတယ် 哦လှလနေရငါ့ကိုအိတ်မရအောင်လှုပ်ပြီးနင်ကြတော့အေးစေးအိတ်နေရပေါ့နင့်ကိုလည်းအိတ်မရအောင်ငါပြန်လှုပ်ပြမှာကြည့်နေဒူဇာလေးလှလအိတ်မရအောင်မြုပ်သီးတွေကိုစီးတက်ပြစ်လိုက်ပါရယ်မြုပ်သီးနဲ့တွေရောင်းတော့လှလလေးနှောက်ရီချီနေပါရယ်ဟတ်ဟတ်ဒီဒူဇာတယောက်ကတော့လေမနဲ့အစောကြီးမိဖို့ကြောင့်မှဘာတွေချက်နေမှမသိဘူးဒီလိုနဲ့သူတို့ဟာညီမနှစ်ယောက်ရန်ထပ်ဖြစ်ကြပြန်ပါရယ် သူတို့ရဲ့ရန်ဖြစ်တန်းတွေကြောင့်အိန္ဒိနာချင်းတွေကလည်းထွက်လာကြပြီးနားထောင်နေကြပါတယ်။ဒီလိုနဲ့ညကြတော့လှလှကကြက်သားချက်တာကိုသူစားကမစားပါဘူး။နောက်နေ့မနက်ကျတော့သူစားလေးမနက်စားချက်ဖို့မိဖို့ကြောင့်ဝင်တော့ဘေးစင်ထဲမှာကြင်ရိုးတွေအမှိုက်တွေနဲ့ပကံတွေအပုံလိုက်ကိုတွေ့ရတော့ဒေါသရန်ထွက်သွားပါတယ်။ဒီလိုနဲ့သူတို့ကရန်ထက်ဖြစ်ကြပါတယ်။ဒီတစ်ခေါက်ကအကြီးအကျယ်ရန်ဖြစ်ကြတာဖြစ်ပါ रे ဒီပြက်တနာတွေအကောင်လုံးကပကံနဲ့ဆေးရတဲ့ပြက်တနာစတာဒီပြက်တနာအဆုံးသက်ပြစ်မယ် ။နှစ်နာလေးစိတ်တူတူနဲ့ပကံတချက်ကိုပြစ်ချပြီးခွဲပြစ်လိုက်ပါရယ်။သူစားလေးပင်အသီးရွက်တွေကိုမှိုက်ပုံးလေးကိုလွှင့်ပြစ်လိုက်ပါရယ်။ဒီလိုဖြစ်နေချိန်ဒေါ်တင်နဲ့ဦးခင်လေးမိဘကြောင့်လေးကိုဝင်လာပြီးအရင်ကိုစိတ်ကုံတဲ့ပုံစံနဲ့ပြောလိုက်ပါရယ်။အမလေးတော်ကြပါတော့တော်ကြပါတော့နှစ်ယောက်လုံးဒီနေ့အစပြီးငါမိဖို့ကြောင့်ငါဘာသာပဲလှုပ်ပါမယ်အီ။နင်တို့ကဖြက်စီးနေကြတာပဲ။ငါမိဖို့ကြောင့်ငါဘာသာပဲလှုပ်တော့မယ်။ငါတသက်လုံးဒီမိဖို့ကြောင့်ကောင်းကောင်းမွန်မွန်နဲ့ထိမ့်သိမ်းဆောင်ရှောက်လာတာ။ ခုချက်ချင်းနင်းတို့အဝတ်တွေထုတ်ပြီးတင်အားနဲ့ထွက်သွားကြတော့သွားဒေါတင်ပြောတော်ကိုကြားပြီးသူစားနဲ့လက်လာလေးဘာမှမပြောနိုင်မေးရက်ကြည့်နေပါရင်ဒီလိုနဲ့နှစ်ယောက်လုံးကလေးအမေတမီတမီတောက်မှတ်ပါတယ်တမီအမားလှုပ်မိပါတယ်ဒီညစပြီးမိဖို့ကြောင့်အလုပ်တွေနဲ့ပတ်သက်ပြီးရမဖြစ်တော့ပါအောင်နော်တမီကိုအိမ်ပေါ်နေတော့နှင်မချပါနဲ့နော်နော်အမေကောင်းပြီလေအခုကစပြီးနင်းတို့နှစ်ယောက်စလုံးမိဖို့ကြောင့်အလုပ်တွေကိုတေချာထင်းထင်းတိုင်တိုင်လှုပ်ကြနားလေလား ဒီလိုနဲ့သူစားနေလှလာနေမိဖို့ကြောင့်လူတွေကိုတူတူခွဲဝေလောက်ကြပြီးမိဖို့ကြောင့်မှပျော်ရွှင်စွာနေပဲအစားတောင်တွေကိုချက်ပြုတ်ကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်